တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ရေဒီဘက်ကပဲအပြီးဆင်းသွားတယ်နော်3952က390ညနေမှာကျတော့6နှစ်ဆိုဒီဘက်ကပဲထီသွားတယ်ဒီဘက်ကမထီဘူးမျိုးတို့နော်အဲ့တော့မနက်ဖြန်အတွက်ကိုလည်းအကောင်းဆုံးရှာဖွေပေးထားပါတယ်မျိုးတို့ပြီးတော့ဒါကတပတ်စာနော်အမျိုးတို့ဒီမှာ စခွင်လျှော်လေးရိုက်ပြီးတော့ယူထားပါဆိုတဲ့တပတ်စာလက်ဆောင်ကတ်ကလေးနော်မပြောက်ပတ်တီမပြောက်ကမပြောက်ပတ်တီက1နှစ်ခွန်နော်1နှစ်ခွန်ကမနေ့ပိုင်းမှာ3ခွန်ညနေပိုင်းမှာ6နှစ်ဆိုပြီးတော့ကြာသွားတယ်ပြီးတော့ဒါကဗရိတ်နော်တပတ်စာဗရိတ်တပတ်စာပရိတ်က2ခွန်ပရိတ်မှာဒီမနက်မှာပဲ3ညခွန်ဆိုပြီးတော့ခွန်ပရိတ်ကြာသွားတယ်เนาะမျိုးတို့ ဲ့ဒါဆိုတော့မနက်ဖြန်ကိုကျွန်မအကောင်းဆုံးရောက်ပြီးပြေးထားပါတယ်မျိုးလို့ဒါကအပီးပေါက်စိုက်ကလေးနော်ဒီဘက်ကအပီးပေါက်ဆိုင်ဒီဘက်ကသူကရရှိထားတယ်သူကကီးပေါ့နော်အဲ့တော့ဒီဘက်ကစိုက်ကလေးကိုအရင်ပြမယ် ီမှာတော့နှစ်ယောင်ချဲထားတယ်เนาะပြီးတော့အဝါနဲ့လိမ္မော်နဲ့เนาะအဲ့တော့ဒီသုံးလုံးအရင်ပေါင်းမှာ၃ညနဲ့၈နဲ့ပေါင်းတော့၈၈၉၆၆၆နဲ့ပေါင်းမှာ၈၆၆ပေါင်းတော့၄ဒီပါဝါက၉၄ရဲ့နှက်ခက်က၄၄၉နှစ်เนาะဒီကုနှစ်ကကသူကဒီနေကုန်မှာသူကဆင်းပြရပြီးတော့ဒီသုံးလုံးပေါင်းမှာ 6နဲ့3နဲ့ပေါင်းတော့9ကို3ညနဲ့ပေါင်းတော့9ဝါနီလမ်းဒီမှာကိုကိုပါဝါက၄ကိုရဲ့နှက်ခက6 6ပဲပါဝါက1နော်အဲ့တော့ तू ကဟိုဘက်နဲ့ဒီဘက်နဲ့ကအပီပေါက်အပီပေါက်ဆိုတော့ तू ကပါဆင့်ပြီးသွားလဲဆိုရင်ဒီဘက်က၄တလုံးနဲ့ဒီက၁တလုံးနဲ့ ညနေပိုင်းမှာလေးတိတ်ဆိုပြီးတော့သူကထွက်သွားတယ်။နောက်မျိုးအဲ့တော့နောက်တော့ဘွဲနောက်တော့ဘွဲက၃ညနဲ့၅နဲ့ပေါင်းတော့၅၅ကို၄နဲ့ပေါင်းတော့5ကိုပါဝါကလေကိုရဲ့နခတ်ကချသူကဒီမနေ့ညမှာသူကထိပ်ပြရမယ်เนาะအဲ့တော့အခုအပေါ်ပင်လိုပဲ လေးနဲ့တင်းနဲ့ပေါင်းတော့ငါးငါးကို၈နဲ့ပေါင်းငါး၈ပေါင်းတော့၃၃ပါဝါက၈၃ရဲ့နှက်ခတ်က၅၅ရဲ့ပါဝါက၃ညနော်သူကဟိုဘက်ဒီဘက်ပြီးပါပြီးပါဆိုတော့သူကဘာဆင့်ပြီးသွားလဲဆိုရင်ဒီက၆တလုံးနဲ့ဒီက၃ညတလုံးနဲ့မနေ့ပိုင်းမှာ၃ည၆ဆိုပြီးတော့ထွက်သွား เนาะမျိုးအဲ့တော့နောက်တစ်ပွဲနောက်တစ်ပွဲက3ညနဲ့6နဲ့ပေါင်းတော့6 6ကို2နဲ့ပေါင်းတာ6နဲ့ပေါင်းတော့8ဒီပါဝါကတော့ရှိကနခကတိရှိသုံးတိနော်သူကလည်းဒီမနေ့ညမှာသူကဆင်းပြရအဲ့တော့အပေါ်မူအပေါ်ဆိုင်တိုင်းမှာ2နဲ့5နဲ့ပေါင်းတော့ ခွန်ခွန်နဲ့ပေါင်းမယ်ခွန်ခွန်ပေါင်းတော့၄ဒီပါဝါက၉၄ရဲ့နှစ်ခါက၂နှစ်ရဲ့ပါဝါကခွန်နော်သူကလည်းဒီမနေ့ညမှာသူကထိပ်ပြရအဲ့တော့ဗာဆင့်ပြီးသွားလဲဆိုရင်ဒီက၁တလုံးနဲ့ဒီက၄တလုံးနဲ့ညနေပိုင်းမှာ၄တိဆိုပြီးတော့ထွက်သွားတယ်နော်မြို့ đồ nào đồ vui nào đồ vui hả sau này con này bao nó tô tô ngủ lì này bao nó không không bao hoa gà nè không yên nè cả kha tô nha không nè tô nhà lấy tù ạ tìm nè nhà má tù ạ thị bìa ai đó lì này tin này bao nó ngà ngà u tô nhà này bao nó ngà ငါပါဝါက3ညာငါရဲ့နှက်ခတ်က3 3ရဲ့ပါဝါက8နော်အဲ့တော့ဟိုဘက်ဒီဘက်ကိုသူကအပြီးပေါက်ပြီးပေါက်ဆိုတော့ဗာဆင်းပြီးသွားလဲဆိုရင်ဒီက3ညာတစ်လုံးနဲ့ဒီက3တစ်လုံးနဲ့မနေ့ပိုင်းမှာ30ဆိုပြီးတော့ထွက်သွားတယ်အဲ့တော့မနက်ဖြန်အတွက်မနက်ဖြန်အတွက်က 3နဲ့3ညနဲ့ပေါင်းတော့3 3ကို2နဲ့ပေါင်းတော့5 5ပါဝါက3ညာ5ရဲ့နှက်ခတ်က3 5 3 3 3နှစ်ဖက်မှာသူကထိပေးရနော်အဲ့တော့2နဲ့3နဲ့ပေါင်းတော့5 5ကို1နဲ့ပေါင်းတော့6 6ပါဝါက1 6ရဲ့နှက်ခတ်က ကိုကိုရဲ့ပါဝါကလေး6 1 6လေးရသူကထိပြရမယ်เนาะအဲ့တော့ဒီဘက်မှာကတစ်ချက်ကြည့်မယ်เนาะ ပေါင်းမယ်မျိုးတို့ရှင်းနဲ့၃နဲ့ပေါင်းတော့၁၁ကို၁နဲ့ပေါင်းတော့2နှစ်ပါဝါကခွန်နှစ်ပဲနှစ်ခါက၄၄ရဲ့ပါဝါကခု तू ကဒီနေကုန်မှာ तू ကထိပေးရမယ်เนาะနှစ်ခွန်၄ခုအဲ့တော့ဘာဆင့်ပေးလဲဆိုရင်ဒီကကိုတလုံးစင်းနေဒီမှာနှစ်တလုံးစင်းနေเนาะ1925ဆိုပြီးတော့เนาะမျိုးအဲ့တော့နောက်တော့ဘွဲကိုဆက်ကြည့်မယ် တိနဲ့တိနဲ့ပေါင်းမယ်တိတိပေါင်းတော့နှစ်နှစ်ကိုဒီကနှစ်နဲ့ပေါင်းမှာနော်ဒီလိုလေးပဲနော်နှစ်ကိုနှစ်နဲ့ပေါင်းတော့၄လေးပါဝါက၉၄ရဲ့နှစ်ခါကနှစ်နှစ်ရဲ့ပါဝါက၄လေးကိုနှစ်ခွန်ကသူကဒီမှာထိပေးရမယ်။ဘာဆင့်ပြီးသွားလဲဆိုတော့ဒီက၄တလုံးထိသွားတယ်နော်အဲ့လိုပဲဆက်ကြည့်မယ်။၉နဲ့၃ညနဲ့ပေါင်းတော့၉ ုလေးနဲ့ပေါင်းမှာကိုလေးပေါင်းတော့၃၃ပါဝါက၈၃ရဲ့နှခါက၅၅ရဲ့ပါဝါက၃ညနော်သူကတီးမနေ့ညမှာသူကထိပြရမယ်။အဆင့်ပြေးသွားလဲဆိုတော့ဒီမှာ၈တလုံးထိသွားတယ်။အဲ့တော့နောက်တစ်ဝက်ဆက်ကြည့်မယ်။၅နဲ့၂နဲ့ပေါင်းတော့ခွန်ခွန်၁နဲ့ပေါင်းတော့၈ ရှိပါဝါက3ရှိကေနခကတိတိကေပါဝါက6သူကဒီမနေ့ညမှာသူကထိပ်ပြရမယ်။ဘာထိပ်ပြွားလဲဆိုရင်3 6 8เนาะ3 6 8เนาะသူအလိုထိပ်အဲ့တော့9နဲ့8နဲ့ပေါင်းတော့9 9ကို3နဲ့ပေါင်းတော့3ည ညပါဝါက9တုံညရဲ့နှခတ်ကခွန်ခွန်ရဲ့ပါဝါက2တုံညငါခွန်နှစ်ကဒီမနေ့ညမှာသူကထိပ်ပြရမှာဘာထိပ်ပြวะလဲတုံညငါနှစ်ဆိုထိပ်တယ်เนาะတုံညငါနှစ်ဆိုပြီးတော့ထိပ်တယ်အဲ့တော့နောက်တော့ဝက်ဆက်ကြည့်မယ်6နဲ့2နဲ့ပေါင်းတော့8 8ကို3ညနဲ့ပေါင်းတော့8 ิปาวาก็ตรงชิเกนะคะก็ติติเกปาวาก็ฉะตัวที่มะเนี่ยมาตัวที่ไปอ่ะบาที่ไปเลย6 9 3ขุนสุดรดีชิตะลงที่เย3ตะลงที่เนาะนี่รู้ต่อเราไว้เสร็จดีมั้ย6เนี่ย7เนี่ยปองเนาะ4 4หู3เนี่ยปองเนาะขุนခွန်ပါဝါက2ခွန်ရဲ့နှက်ခတ်က3ည3ညရဲ့ပါဝါက9 ခုနှစ်၃ညာငါခုနှစ်၃ညာငါသူကဘာထိပ်ပြီးွားလဲဆိုတော့40ဆိုတော့ဒီ၃ညာတစ်လုံးထိပ်ပြီးသွားအဲ့တော့9နဲ့4နဲ့ပေါင်းတော့9 9 3နဲ့ပေါင်းတယ်နော်9 3ပေါင်းတော့2နှစ်ပါဝါကခွန်နှစ်ကနခက၄၄ရဲ့ပါဝါကကုနော်သူကဒီမှာမနေ့ညမှာသူကထိပ်ပြရမှာဘာထိပ်ပြလာလဲ ဆိုရင်6ခွန်၄တိဆိုတော့ခွန်ထိတယ်၄တိတယ်တော့3ညနဲ့6နဲ့ပေါင်းတော့6 6ကို4နဲ့ပေါင်းမယ်6 4ပေါင်းတော့3ည3ညရဲ့ပါဝါက5 3ညနှစ်ခက်ကခွန်ခွန်ရဲ့ပါဝါက2နော်သူကဒီမနေ့ညမှာသူကထိပ်ပြရအောင် ပါဠိဘီလဲ9960ဆိုတော့ဒီ9ရော3ညာရောဒီပြီအဲ့တော့နောက်တစ်ဘွဲ့ဆက်ကြည့်မယ်ခုံနဲ့9နဲ့ပေါင်းတော့2နှစ်ကို6နဲ့ပေါင်းတော့8ရှစ်ပါဝါက3ရှစ်ကနခါက4တိကေပါဝါက6နော် သူကဒီမနေ့ညမှာသူကထိပ်ပြရတယ်။ဘာထိပ်ပြလဲ၈၃၈ဆိုတော့၈၃၆เนาะသူကအဲ့လိုအပီးလဲဆင်းတယ်။အဲ့တော့နောက်တော့ဝဲငါးနဲ့ရှင်းနဲ့ပေါင်းတော့၃၃ကိုရှင်းနဲ့ပေါင်းတယ်။၃ရှင်းပေါင်းတော့၁ တိပါဝါက6တိကေနခက4ရှိကေပါဝါက3တိ6ရှိ3ကဒီမနေ့ညမှာသူကထိပေးရမှာဘာထိပေးလဲဆိုတော့33နှစ်2 3ဆိုတော့ဒီ3တလုံးရှင်းပြသွားတယ်အဲ့တော့3နဲ့3နဲ့ပေါင်းရင်6 6ကို2နဲ့ပေါင်းတော့8 ှစ်ပါဝါက3ရှိကေနခကတိတိကေပါဝါက6เนาะသူကဒီမနေ့ညမှာသူကထိပြရမယ်။ဘာထိပြွားလဲ6 5 10ဆိုတော့6ကို1ကိုထိပြွားเนาะဒါအထိပြီးပေါ့။အဲ့တော့3ညနဲ့6နဲ့ပေါင်းရင်6 6ကိုဒီ3ညနဲ့ပေါင်းတော့6 6ဘဝကဒီ6ရဲ့နှစ်ခတ်ကကိုကိုရဲ့ဘဝက၄6တိကိုလေးကဒီမနေ့ညမှာသူကထိပ်ပြရမယ်။ဘာထိပ်ပြီးလဲကိုနှစ်ဆိုတော့ဒီကိုတလုံးထိပ်ပြီ။အဲ့တော့အမျိုးလိုမနေ့ဖန်အတွက်မနေ့ဖန်အတွက်က9နဲ့3ညနဲ့ပေါင်းတော့9 9ကို9နဲ့ပေါင်းတော့၄ နေပါဝါကကိုနေရနခကနှင်းနှိကပါဝါကခွန်နော်အဲ့တော့ဒီဘက်မှာက6 7 9လေးဒီဘက်မှာ4 9 2ခွန်ဟိုဘက်က5 3ည5 3ည3နဲ့ကဲမှာနော်ဒီမှာ4 9အချင်းဒီမှာလည်း4 9အချင်းရှိတယ်နော်အဲ့ဒါကိုဒါကိုအထီးအီးကိုကျွန်မပြပေးတာအဲ့တော့အဲ့ဒီတော့ ကီးပြီးမှာအဲ့ထဲမှာကျမအကြိုက်ဆုံးကီးကိုပြီးမှာကီးရ6.4ပတိပတ်နိုင်တဲ့အမျိုးတွေကပတ်6.4ပတိနော်ကျမကြိုက်တာကိုဆွဲထုတ်တာနော်မျိုးလိုအဲ့တော့6.4နဲ့ဒီဘက်က9.3နဲ့3နဲ့ကတ်6နဲ့ဆိုတော့ trồng trâu sẽ trâu tô cái này xuống tiền ngó để sẽ để tô ví dụ lý này xuống lý ngó lý dễ lý tô Thank <laughs> U này xuống nhé U ngó U xế U tục Nó nhiều được Mà mấy này nhà nè Khôi bị thay Nó Mấy cháu quế Nhà cháu quế Nó ိုးတို့ဒီမှာတော့မနှက်ဖန်ကို6တပတိကြိုက်တယ်နော်ကြိုက်တော့ဒါလေးနဲ့အမျိုးတို့ညံရှိတယ်လို့လေယူတော့မယ်ဆိုရင်ယူတော့နော်အဲ့တော့6နဲ့10နဲ့ကိုဒါမိထားပြီးတယ်ဒါရံွက်ထားပြီးတယ်ဒီမှာလည်း၄ခုရှိတယ်ဒီမှာလည်း၄ခုရှိတယ်နော်အဲ့တော့ဒါလေးရတော့ရံွက်ရံွက်ဆိုရင်လည်းဒါအမျိုးတို့နည်းနည်းတော့တင်းထုံနော်ဒါကျမဒိုမိန်လိုပြီးလို့ရတယ်ဒါပေမဲ့အမျိုးတို့အနေနဲ့များသွားမှာဆိုလို့ကျမရန်နဲ့ထဲထဲတာ လူမိန်ပေးလို့ရတယ်နော်ဒါကတော့မိန်အဲ့တော့အမျိုးလိုညံရှိတယ်လို့လေးကြည့်တယ်နော်အဲ့ဒါဆိုရင်မနက်ပိုင်း16ရက်အင်္ဂါမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေလေးရရှိနိုင်ကြပါစေ